နိုဝင်ဘာလ9ရက်နေ့သာရဘုရားကိုခိုးလုံတော်သူသည်လဲမင်္ဂလာရှိတုတ်တန်ချမ်းခန်းကြီး16အခန်းငယ်20ကျွန်တော်တို့ဤတဘာဝရာစိတ်ရှုပ်စရာအုံနောက်6စီသည့်အရာများစွာရှိပါတယ်တချို့ကလည်းဘဝစိန်ခေါ်မှုများစွာကြောင့်လူဖြစ်ရခြင်းနဲ့ပတ်သက်၍အနောက်ရှက်ဖြစ်ကြပြီးအထူးသဖြင့်အပြစ်နှင့်မကောင်းမှုကျူးလွန်လိုသည့်စိတ်ကြောင့်တုံ့လောက်ခြောက်ခြားကြရ၏ငါပဲသူလဲငါဘာကြောင့်လူဖြစ်လာရတယ်လဲငါဒီလောကကြီးမှာဘာလုပ်နေလဲငါဘယ်ကိုဥတည်နေလဲ စသည့်မိဂုံများစွာကိုသခင်ယေရှုသာခြေနက်ဖွယ်ရာအဖြစ်များပေးနိုင်ပါတယ်။တင်းဘောကလည်းသခင်ယေရှုအားယုံကြည်သက်ဝင်ပြီးကယ်တင်ရှင်အဖြစ်လက်ခံရင်းဘဝ၏အခက်အခဲဆုံးမိဂုံများကိုသိရှိနိုင်ပါတယ်။သခင်ယေရှုအားတင်းဘော၏ပဲ့ကန့်ခြင်းအဖြစ်စေပါကတင်းဆိုရင်မှုပူပန်မှုများကိုဖယ်ရှားပေးနိုင်ပါတယ်။ယနေ့တွင်ဆုတောင်းခြင်းသခင်ယေရှုဟာကျွန်တော်ဘဝကိုထိန်းချောင်းနိုင်မယ်လို့ယုံကြည်သလိုလမ်းကြောင်းမှန်အပေါ်ကိုလမ်းပြပေးနိုင်မယ်တည်းရဲ့အတွက်ပျော်ရွှင်ရပါတယ်။အာမင်။ ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါရယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်မိခင်ဗျာ။